ကဲအားလုံးပဲမင်္ဂလာပါနောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာပြောပြခြင်းတဲ့အကြောင်းအရာကတော့နေရအတူတူချမဖြစ်သေးတဲ့ဆန်ချိုပါကျွန်တော်တို့ဒီအပိုင်းတက်လာခဲ့တဲ့ဆန်ချိုရဲ့အပြောင်းရွှေ့သတင်းတွေကိုလည်းဆက်လက်လေ့လာကြည့်အောင်ပါပထမဆုံးဆန်ချိုလူကစားသမားတစ်ယောက်ကဘာလို့အခုလိုဖြစ်နေရလဲကျွန်တော်တို့ဆက်စပ်သိခဲ့တဲ့ဆန်ချိုဟာ Man City လူငယ်အသင်းကနေဒေါ်မွန်ပြောင်းခဲ့ပြီးအဲ့တုန်းကဆန်ချိုဆိုတာကိုစသတိကြရပါတိုးယူလေးတော်တော်ကောင်းတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် အဲနောက်2021မှာ United ကို9နှစ်စာချုပ်နဲ့ပြောင်းလာခဲ့ပြီးအဲတုန်းက United ကစားသမားပြောင်းရွှေ့ကြီးအတွက်အောင်83တန်း Euro 85တန်းနဲ့အတူပြောင်းလာခဲ့တာပါအဲတုန်းက United နီးပြားကလည်း Oligan Social လည်းဖြစ်ပါတယ်အဲနောက် Century United ကနေ2023-24ရာသီမှာနီးပြားဟောင်း Eric Dahan နဲ့ပြဿနာရဖြစ်ပြီး Dortmund အသင်းမှာပထမဦးဆုံးအငားထွက်ပြီးကစားခဲ့တာပါအဲတုန်းကကျွန်တော်တို့ဖတ်ရသလောက်နှစ်ဦးနှစ်ဖက်အပြန်လဲအခြေတင်ဖြစ်ခဲ့တာတွေကတော်တော်လေးစိုးပါတယ်2024 June မှာအငားကနေပြောင်းရောက်လာခဲ့ပါတယ် ။ဒါပေမဲ့အဲ့ချိန်မှာကန်ဟန်လက်ထက်မှာပဲရှိနေသေးရပါ။ပြန်ရောက်ပြီးတိတ်မကြခင်2024 August နဲ့2025ဂျွန်လအထိကိုချက်စီးမှာအငားထပ်ပြီးတွားရောက်ကစားခဲ့ပါတယ်။ချက်စီးတင်းကိုရောက်တဲ့အချိန်မှာဆန်ချိုရဲ့ပြက်တနာထပ်ပြီးရှုပ်လာတာပါ။ဆန်ချိုဟာဆိုရှယ်မီဒီယာနဲ့နီးပြတဲ့အသင်းကိုမတိတိရောက်ရှောက်တီးရေးလာတာတွေကျွန်တော်တွေ့ရပါတယ်။ဒီကြတာကတော့ United လို့အသင်းကဒီလိုအသင်းပြင်မမှာအသင်းနဲ့ပတ်သက်ပြီးအကျိုးမပြုတဲ့ကစားသမားကိုအသင်းမှာဆက်မထားခြင်းတော့တာပါ။နောက်ထပ်ပုံစံတစ်မျိုးနဲ့ပြောရရင် ပေါ်ပါပြီးရင်နောက်ထပ်ဒီလိုပုံစံမျိုးရရှိလိုက်တဲ့ကစားသမားတယောက်ဆိုလဲမမပါဘူး။ဒါပေမဲ့ကစားသမားချက်စီကိုတွားရောက်ကစားတော့က United ကကစားသမားကိုမဖြစ်မနေဝယ်ယူခွင့်ပေါင်25သန်းနဲ့စာချုပ်ချုပ်ဆိုခဲ့ရပါဗျ။အကယ်၍ချက်စီတင်းကမဝယ်ပြစ်ခဲ့ဘူးဆိုရင် penalty fee ပေါင်5သန်းပြီးချေရမယ်ဆိုပြီးလဲထုတ်ဆိုခဲ့ပါသေးရဲ့။အငှားရသည့်ပြီးဆုံးကံဒီချက်စီအတင်းဒီရသည့် conference league ရရှိပြီးနောက်မှာကစားသမားကိုခေါ်ယူဖို့ကြိုးနေခဲ့ပါသေးရဲ့။ဒါပေမဲ့ဆန်ချိုဟာသူ့ရဲ့လက်ရှိ United မှာရနေတဲ့ပေါင်2သိန်းခွဲကနေ3သိန်းရရှိတဲ့လုခလာစာကိုနည်းနည်းတော့မလျှော့ပြီးနိုင်တာပါ အဲဒါကြောင့်ချက်စီအသင်းဟာပန်နဒီဖီဖြစ်တဲ့ပေါင်၅တန်းကို United ကိုပေးချပြီးအငှားစာချုပ်ကိုလည်းဆုံးသတ်ခဲ့ပါတယ်။အဲဒါဆိုလက်ရှိအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးသုံးသပ်ကြည့်ပါမယ်။ချက်စီအသင်းကမခေါ်ယူဖြစ်တော့တဲ့နောက်ပိုင်းသတင်းတွေထွက်လာတာက Napoli, Juventus နဲ့ Fenerbahce အသင်းတွေပါ။ Fenerbahce အသင်းဟာလည်းညီပြ Mourinho ရဲ့ခွင့်ပြုချက်နဲ့အတူအစားသမားဖြစ်သူကိုတိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါပြီးရဲ့။ Sancho ရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့အရင်ဝန်ကမ်းလှမ်းတာမျိုးတော့ရှိသေးပါဘူး။ဆွေးနွေးမှုတွေတိုးတက်လာခြင်းနဲ့မရှိသေးဘူးလို့သိရပါတယ်။ နောက်ထပ်တက်လာတဲ့သတင်းတွေမှာမော်ရီညိုဟာဆန်ချူရဲ့ဂတိကဝတ်နဲ့စိတ်အားထက်သန်မှုတွေပေါ်စိုးရိမ်ပူပန်မှုတွေရှိနေရကြောင့်ဝေးကြီးအကြောင်းပြချက်ကသာအသင်းကိုပြောင်းရွှေ့ခြင်းနေရလို့ထင်မြင်နေရလဲဖြစ်ပါတယ်။နာပိုလီအသင်းကလည်းဒီပြောင်းရွှေ့မှာဝင်ရောက်ခဲ့ပါသေးတယ်။နာပိုလီအသင်းကတရားဝင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။ကစားသမားရဲ့လစာကိုပေးချနိုင်တဲ့ပမာဏမှာအခုကစားသမားရရှိနေတဲ့လစာရဲ့ထောက်ဝက်သာရှိရကြောင်းဆန်ချူဘက်ကငင်းပယ်ခဲ့ရလို့လည်းသိရှိရပါတယ်။အခြားတစ်ဖက်မှာလည်းယူဗန်တက်စ်အသင်းကကစားသမားကိုခေါ်ယူဖို့အတွက်ဝင်ရောက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ Juventus အသင်းရဲ့လမ်းစာပေးချနိုင်မှုမှာတခြားအသင်းများထက်အနည်းဆုံးအနီးထားမှာရှိနေရကြောင်းကစားသမားညင်းပယ်ခဲ့ရလို့လည်းသိရှိရပါတယ်။ Sancho ရဲ့လွယ်ချက်တွေကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲ့အသင်းမှာကျွန်တော်တို့မြင်ရသလောက် Fenerbahce အသင်းတစ်သင်းတည်းသာရှိနေပါတယ်။ဒါပေမဲ့ကစားသမားဟာထိတ်တန့်လိ၅ခုထဲမှာပဲဆက်လက်ကစားချင်နေရလဲဖြစ်ပါတယ်။နောက်ထပ် option တစ်ခုအနည်းနဲ့ပြောင်းရွှေ့ကြည့်မြင်မှာပြီးတော့လောက်ခလာစာပေးဆောင်နိုင်တဲ့ Sorry Club တရားလက်တွေ့ကြတဲ့ရွေးချယ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါရင်းနေတက်လာလာနေပြီမဲ့ sorry club တွေကလည်းအခုဒီ sancho ball လက်ဆောင်နေစလေဖြစ်ပါတယ် ဒီကနေ့စန်ချိုနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကတော့ဒီလောက်ပါပဲဒီကစားသမားဘယ်ကိုပြောင်းရွှေ့သွားမလဲကလည်းစိတ်ဝင်စားစရာပါအကယ်၍အပြောင်းရွှေ့မဖြစ်ခဲ့ပဲ United မှာဆက်ရှိနေခဲ့ရင်ဘာလို့ဆက်ဖြစ်လာမလဲကျွန်တော်တို့ဆက်လက်စောင့်ကြည့်ကြည့်ကြရအောင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကိုယ်စုံရဲ့ YouTube Channel မှာနောက်ဆုံးရသတင်းတွေကိုတော်ရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပြီးပါလို့ပြောရင်းနဲ့နောက်ထပ် Video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ